မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကလေးမှာတော့စိုင်းဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းပါဘောင်းချုပ်တစ်ထဲကဒိုကေတာဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ခစ်ကိုမုံတီသောရှေးလူကြီးတို့သည်ကာလာသားလူငယ်များဘိုကေထားဒီကိုမနစ်တက်ခဲ့ကြပြီ အမျိုးမျိုးကဲ့ရဲ့ခြင်းအမှုကို ပြုလုပ်ကြလေသည်ယခုခေတ်လူငယ်များသည်မြမဥဆွန်းကိုပယ်လိုက်ကြပြီဖြစ်သောကြောင့်မြမဤအညွတ်တုံးလေးပြီတကားဟုများများကြီးဝန်းနေခဲ့ကြကုန်၏မြမဤဥဆွန်းသည်ဇပင်၌တည်၏ထိုမြမဤဥဆွန်းကိုဖယ်လိုက်ခြင်းသည်မြမကိုအညွတ်တုံးစေသည်ဟု၍အယူသီးခဲ့ကြလေသည်မြမဥဆွန်းစကားကို တွင်တွင်ကြီးပြောကြကုန်သော ထိုရှေးခင်ဟောင်းရောင်ကြီးပွေတို့သည်ယခုခေတ်ကိုဘိုကေတို့လောက်မိမိတို့၏ဥဆွန်းကိုဂယုစိုက်ကြမည်မထင်နှစ်ရက်တစ်ကြိမ်သုံးရက်တစ်ကြိမ်ပင်မိမိတို့၏ဥဆွန်းကို စီထဲ့ကြမည်မဟုတ်အကယ်၍မိမိတို့၏ဥဆွန်းကိုဖီးလင်းကစီတကြစီကမူအုံးစီအပြင်အချားစီတို့ကိုလိန်ချင်းမပြုတ်ကြကုန်ယခုခေတ်ဘိုကေသမားတို့က အုံးစီလတ်ကိုကဂယုမဆိုင်အနောက်နိုင်ငံအရှေ့နိုင်ငံမှလာသောညွန့်သည်။စီမွေခေါင်းလိန်စီဖျောင်းမွေ အမျိုးမျိုးတို့ကိုတန်မိုးကြီးစွာဝဲကမိမိတို့၏ဥဆွန်ကိုတကြလေသည်ဤမြမကသည်ယခုခေတ်ဘိုကေသမားတို့သည်အ ਨੇ စုံတလလဲတစ်ချိန်ကြမိမိတို့၏ဥဆွန်ကို ကောင်းပေဆိုသောစက်တားတဲ့အားအပြုအပြင်ခိုင်းကြလေသည်ထို့ကြောင့်မဟုတ်လော့ ရန်ကုန်စကော်ဇေးတစ်ကြီးတွင်ရှိမြမဦးအောင်ရဤသဘင်ညက်ဆိုင်တွင်ဘိုးကေတမားများနေစဉ်နှင့်အမျှပြည့်ကျက်လျက်နေသည်ကို တွေ့မြင်ရလေသည်ရန်ကုန်တွင် အမဲနေထိုင်ရသောဘိုးကေမောင်တို့အဖို့ကမိမိတို့ဤဦးစွန်ပြုပြင်ရေးမှာများစွာမကြီးလေးလှပေမိမိတို့ကြိုက်ရာဆိုင်ကြိုက်ရာလူထံသွား၍မိမိတို့ဦးစွန်ကို အပြုအပြင်ခိုင်းနိုင်၏မြို့တကာမြို့သူ မကြာမကြာပြောင်းရွှေ့နေကြရသောအစိုးရအမှုတန်းဘိုကေသမားတို့အဖို့ကဤဥဆွန်ပြုပြင်ရေးမှာအလွန်ကြီးလေသောအရေးကြီးတစ်ရပ်ဖြစ်လေသည်။မြည်သည့်ဘိုကေအစိုးရအမှုတန်းမှဤဒုက္ခမျိုးမှကင်းလွတ်နိုင်မည်မဟုတ်။တမျိုးမျိုးတို့ပြောင်းရွှေ့ရ၍တလားမြမကြသေးမီဘိုကေပြုပြင်ရန်ကိစ္စကြီးပေါ်ပေါက်၍လာတော်၏။စတားတဲ့ကောင်းများအကြောင်းကိုစုံစမ်းရ၏။ စက်တာတဲ့အကောင်းဆုံးကို ခေါ်ရ၏မိမိတို့ကြိုက်သောပုံကိုပြုပြင်ပေးလျင် တော်သေး၏ခေါင်းပြောင်ပြောင်ကြီးညှက်ပေးလိုက်သောအခါ၎င်းဦးခေါင်းပေါ်တွင်အုံးမုတ်ကြီးကို တင်ထားပြီးသူညှက်ပေးလိုက်သောအခါ၎င်းများစွာ စိတ်ပြတ်ကြရကုန်၏များစွာဒေါသထွက်ကြကုန်၏အဆိုပါအဆိုရအမှုတမ်းများအနက်မောင်လူအေးတယောက်အပါဝင်ဖြစ်သောကြောင့်မိမိဦးစွန်ပြုပြင်ရေးအတွက် အတော်ပင် အခက်ခဲများနဲ့ကြုံတွေ့ခဲ့ရဘူးလေပြီယခုဤမျိုးတို့ပြောင်းရွှေ့လာရ၍တလားမြကြားလေတော့ဥဆုံးပြုပြင်းရန်ကိစ္စကြီးမှာပေါ်ပေါင်းမြဲတိုင်ပေါ်ပေါက်၍လာ၏မိမိဥဆုံးကို ပြုပြင်းရန်အလို့ငါဤမျိုးတွင် ရှိသည်များသောစတ္တာတွေတို့အနက်အကောင်းဆုံးသောစတ္တာတွေအားအခေါ်လွတ်၏ကိုရောမြကအကောင်းဆုံးစတ္တာတွေဖြစ်သောကြောင့်တော်တော်နှင့်ပေါ်မလား ညနေမှောင်ကနီးမှပေါ့၍လာလေသည်။ရောက်လင်ရောက်ချင်းပင်မောင်လူအေး၏ဥဆွန်ကို ပြုပြင်အံ့ဟုမိမိ၏လက်နက်များကို ထုတ်၏။မောင်လူအေးကမိမိလိုသောပုံကိုနှုတ်ဖြင့်၎င်းလက်ဖြင့်၎င်းထုတ်ဖော်ပြောပြရှာ၏။စက်တားသည်ကိုရောမြကာမိတို့မြမပြောခေါင်းကိုယ်သာလင်ညှဲ့၍ပြလေသည်။ငါကဲ့သို့သောစက်တားသည်လူတော်ကြီးတယောက်အားဤသို့ဝင်ကား ဆရာလို့ရမလားဟူသောအနေမျိုးဖြင့်ခေါင်းညိတ်ချင်းဖြစ်၏။မောင်လူအေကမိမိကြိုက်သောပုံကိုရမရပါမလားဟူ၍စိုးရိမ်မကင်းဖြစ်ကထောက်မှန်ကလေးကို မကြမကြထောင်၍ကြည်ရှာ၏။တစားတစားမှောင်၍လာသည်ကတကြောင်ထိုထောက်မှန်ကလေးမှာမောင်လူအေ၏ဥကောင်းနောက်ကို ထောင်ပြရန်စွမ်းနိုင်သောတတ္တိမရှိသည်ကတကြောင်မိမိ၏ဥကောင်းနောက်ဘက်တွင်မိတို့ဖြစ်ပျက်နေမှန်းကိုမသိရှာပေ။ ို့နှင့်ဥဆုံးပြုပြင်ခြင်းကိစ္စကြီးပြီးဆုံးခြင်းသို့ရောက်သွားလေတော့တည်းစတားတဲ့အားငွေတစ်ချက်ပေးပြီးလျင်အိမ်ပေါ်တတ်သူတက်သွားတော်ဟူ၏လေကားထိတ်မှနေ၍ခင်တန်းမြင့်ကဟဟပပရေးလိုက်တော့ခါမောင်လူအေးမနေတတ်တော်ပြီဒေါသထွက်ရကောင်းနုနုချော်လဲရောထိုင်ကရေရကောင်းနုနုစက်တာတဲ့ကိုရောမြက်ကိုပင်ဆဲရကောင်းနုနုနှင့်ဖြစ်နေလေတော့ဤ နောက်ဆုံး၌ခင်တန်းမြင့်နှင့်ရောပြီးရေကာအိမ်အခန်းတွင်းစပွဲရှိမှန်နှင့်လက်တွင်ပါလာသော ထောက်မှန်ကလေးတို့ကို ရှေ့ပြန်နောက်ပြန်ထားကမိယောင်တွင် အသေးချာကြည့်သောအခါကျမှမိမိ၏ဥကောင်ပေါ်တွင် အုံမုတ်ကြီးကိုတင်ထားပြီးတကယ်သို့ ဖြစ်ပျက်သည်ကိုမြင်ရ၏ထိုအခါတမကြီးကိုခြာကခင်တန်းမြင့်ဘသူလှည့်ရင်อืมဒုက္ခဒုက္ခဒါကလည်းဒုက္ခတစ်မျိုးပဲကို အရာရှိကြော်တွေက ဘိုကေကိုက်တဲ့အတက်ကိုတင်ထားကြမယ်ဆိုရင်အင်မတန်ကောင်းပါပဲနော် ဟုဆိုကညီးရှာလေးတည်းအရင်ကလေးကဘိုကေကိုက်တတ်တဲ့မိမကိုဘာဖြစ်လို့ရွေးပြီးမယူတလဲဟု ခင်တန်းမြင့်ကပြန်၍ဖြေ၏ဘိုကေကိုက်တတ်တဲ့မိန်းကလေးကိုရှာလို့ဘဲရမတော့အစိုးရအမှုတန်းကိုယူမဲ့မိန်းကလေးတိုင်းဘိုကေကိုက်တဲ့အတက်ကိုတင်ထားရအောင်မတဲ့တော့ကြားဘူးရရဲ့လားအရက်ကတော့အရင်ကမကြားဘူးရင် အခုကြားဘူးပကောရှေးကမိန်းကလေးတိုင်းထမင်းချက်တက်ရမယ်ဆိုတယ်မဟုတ်လားအခုကမိန်းကလေးတွေထမင်းချက်တက်ဖို့မလိုဘူးအရာရှိကတော်တွေဖြစ်သွားရင် ထမင်းချက်တွေအစေခံတွေကိုငှားထားနိုင်တယ်နှုတ်ပေမဲ့အရာရှိတွေဟာထမင်းချက်ကိုသာငှားထားနိုင်တယ်စက်တာတွေကိုတော့အမဲကိုနဲ့ပါအောင်မငှားနိုင်ဘူးဒီတော့ကကိုနဲ့အမဲအတူပါနေတဲ့ကို့မိန်းမကိုဘိုးကေကြိုက်တက်ပါသမို့ဆိုရင်မကောင်းပါလားဗျာကိုင်း တလောက်တောင်စကားများလာတယ်လူမြင့်ဘိုကေကိုက်တဲ့အတက်ကိုတင်တော့မယ်နက်ဖြန်ကိုဝက်စင်တိုက်ကဘိုကေကိုက်တဲ့လက်နက်ကရိယာတွေမှားလိုက်ပြီတော့အဲဒီလိုမှပေါ့ကောင်းပါလိဗျာတဲတော်တဲ့မိန်းမပဲနို့နေပါဦးဘသူဘိုကေကိုစားပြီးအစမ်းကက်ရမှာတော့ကိုကုတ်ဘိုကေကိုပဲစားရမှာပဲမတက်နိုင်ဘူးဟာဟာမလုတ်ပါနဲ့မဖြစ်ဘူးတော်တော်ကြာကြွက်ကြိုက်ထားသလိုအထစ်အထစ်နဲ့ဖြစ်နေမှဖြစ် အိမ်ထဲကအိမ်ပြင်ထွက်ဝင်မှာမဟုတ်ဘူး။နှုတ်ဘယ်နဲ့လုံးမလဲ။အခုပဲရွှေအခုပဲငွေဒါဖြစ်ထွန်းဖေရဲ့ဘူကေအစမ်းကြိုက်ကြည့်ပါလား။အောင်မဲဘာလို့ကြိုက်ရမှာတော့။ထွန်းဖေကသူ့ဘူကေကိုအပြက်ခံချင်မှမလား။ကိုကိုလိုရှိတော့မပေါ့။ကိုင်းကိုင်းဒါဖြစ်ထွန်းဖေသားကလေးငတေနဲ့စနေတို့ကိုစမ်းပြီးကြိုက်ပြီးတော့အောင်မဲဘာလို့ကြိုက်ရမှာတော့။ထွန်းဖေကကောသူ့ဘူကေကိုအပြက်ခံချင်မှမလား။ ကိုကိုလိုရှိတော့မှာပေါ့။ကဲဒါပြစ်ထုံးပေသားကလေးငတေးနဲ့ငစနေတို့ကိုစမ်းပြီးကြိုက်ပြီးတော့ကလေးတွေဆိုတော့ကိစ္စမရှိဘူး။သူတို့ဘိုးကေကိုကြိုက်လို့နေရာကြမှာကိုဘိုးကေကိုကြိုက်ပြီးတော့အင်းကောင်းကောင်းပဲ။ဤသို့စကားဆိုနေကြကြိုက်ညစာခေါင်းလောင်းထိုးတန်ကြားသည်နှင့်မောင်လူအေးရေချိုးခန်းထဲသို့ရေချိုးရန် ဝင်းပြေးလေသည်။အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်။ မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းပေါ့နဲ့နှလုံးတော်ဝါးလည်းပြည့်စုံနိုင်ကြပါစေနော်